တော်တော်ရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ2ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ညင်နောက်သုံးဖွဲ့ကအပြစ်ရဲ့တက်တန်းတလတိုးတဲ့အကြောင်းစစ်တွေကရက်ကွက်အုပ်ချုပ်ရမှုတရားလူကုန်ကူးမှုပုံမှန်နဲ့ထောက်တန်းအနှစ်20ရှမှတ်ခင်ရတဲ့အခြေအနေမိုင်းနေမင်းတို့မောက်တိုးဒေသခံတရားခြေထောက်ပြတ်ထွက်သွားတဲ့အကြောင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ် ဒီစီစဉ်ကိုကျမမျိုးတီရီကျော်နဲ့အတူကိုထင်းနိုင်ဦးမမျက်မျက်နှုတ်တော့ကပူပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ညင်အောင်သုံးဖွဲ့အပြည့်ရဲ့တက်တန်းတလတိုးတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ငလေးရဲ့နောက်ဆက်တွေလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်တစ်ဖက်သက်အပြည့်ရဲ့ကာလကိုတလထက်တိုးလိုက်တယ်လို့ညင်အောင်မဟာမိတ်သုံးဖွဲ့ကမေလ၁ရက်နေ့မှာထုတ်ပြန်ပါတယ်မက်ရှလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလေးရင်ကြောင့် ကုညင်ကေဆေးရေလုပ်ငန်းတွေလုံနိုင်ဖို့ဧပြီလ3ရက်နေ့ကနဲ့30ရက်နေ့အထိညင်တော်၃ဖွဲ့ကပထမအကြိမ်တစ်ဖက်သက်အပြည့်ရခဲ့ပါတယ်။အဲ့ဒီတလအတွင်းမှာကုညင်ကေဆေးရေလုပ်ငန်းတွေထိရောက်စွာလုံဆောင်နိုင်တာမရှိသေးတဲ့အတွက်မေလ3ရက်ကနဲ့31ရက်နေ့အထိအပြည့်ရတက်တန်းကိုထပ်မံတိုးမြင့်လိုက်တာဖြစ်တယ်လို့ညင်တော်၃ဖွဲ့ကဆိုထားပါတယ်။အပြည့်ရကာလအတွင်းမှာထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုရပ်တန့်ထားမှာဖြစ်ပေမဲ့စစ်ကောက်စီကထိုးစစ်ဆင်တာတွေလုံလာခဲ့ရင်တော့ ခုခံကာကွယ်တဲ့အနေနဲ့တုံ့ပြန်သွားမှာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တွေကန့်ချေမှာလိုင်းတန်ကတထရဘော့တွေပြုလုပ်မယ်ဆိုတဲ့သတင်းကိုလည်းပြောပြပေးမှာပါရခိုင်ပြည်စစ်တွေမျိုးရှုခင်းတာလန်းရေတားနေရန်ဘစ်တခြားနေရီလိုင်းတန်ကာကွယ်စီရင်တထရဘော့အလုံး300အားနေရာရှာထားတယ်လို့စစ်ကွန်စီပိုင်းသတင်းစာတွေမှာမေလတရနေ့ကဖော်ပြထားပါတယ် အသင်းပြုတ်လောက်ထားတဲ့တက်ထရဘော့တွေကိုပြည်နယ်စည်းကုံစီဝန်ကြီးချုပ်ဦးထီလင်းနဲ့အဖွဲ့ကလှိလိတီရှူစီစီခဲ့ပြီးလုပ်ငန်းခွင်အန်ဒီယေဒီအလိုက်အန်ဒီယေကကွယ်နိုင်ဖို့စနေတကြနေရာရှတ်တာဆောင်ရွက်ရန်တက်မဲ့ကာလအတွင်းအန်ဒီယေကင်းရှင်းစွာဘီစီနိုင်အောင်ဆောင်ရွက်ဖို့အမှတ်ကြခဲ့တယ်လို့ဖော်ပြပါတယ်လက်ရှိစစ်တွေမြို့နယ်မှာတစ်ပွေးတဲ့မကြာခဏရှိနေပေမဲ့မြို့တွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့မကြာခဏဖော်ပြပါဗျာ။ မိုင်းနီမင်းလို့မောင်တို့ဒေသခံတယောက်ခြေထောက်ပြက်သွားတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်မောင်တို့မြို့နယ်ပေါင်းစားကျွရကမွတ်စလင်ဒေသခံတယောက်စစ်ကြံမိုင်းနေမိတာကြောင့်ခြေထောက်တစ်ဖက်ပြက်သွားတယ်လို့သိရပါတယ်။မနေ့ကကျွရအနောက်ဘက်မှာရှိတဲ့နမ်မြဲတွင်းငှားချသွားနေရင်နေဆက်ခံစေရုံအနီးမိုင်းနေမိတာကြောင့်ဘေဖက်ခြေထောက်ပြက်ထွက်သွားခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။ခြေထောက်ပြက်သွားသူမှာဒဏ်ရာပြင်းထန်တာကြောင့်နိစရာစေခမ်းမှာစေကူတာမှုခံယူနေရတယ်လို့သိရပါဗျ။ရခိုင်ပြည်တွင်းမြေမြုံမိုင်းနဲ့စစ်ကြက်လည်းနဲ့ပောက်ကွေးမှုဖြစ်စဉ်တွေနေစဉ်ရှိနေပြီးတော့ တည်ဆုံးတန်ရာရသူတွေလည်းတိုးလာနေပါတယ်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပဲခူးမူးမြို့နယ်မှာစစ်ကောက်စီအထိုက်ရှာထားတဲ့နေရာ၅ခုကို KNU သိမ်းပိုက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းမူးမြို့နယ်အတွင်းမှာစစ်ကောက်စီကခြေကုပ်ယူအထိုက်ရှာထားတဲ့နောက်ကုံ၊ရင်တက်ကုံ၊ရံမြို့အောင်၊ရွာကြီးအင်ကျွန်းကုံတောင်စုကျေးရွာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကရင်မျိုးသားအစေယွန် KNU ကဒီကနေ့မှထုတ်ပြန်ပါတယ်။ မုံမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့ခလာရ60ခလာရ83ပူပေါက်တပ်ဖွဲ့ဝင်တွေကထိုးစစ်ဆင်ကခြေကုပ်ယူထားတဲ့နေရာတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဥဆောင်တဲ့တူလိုင်းပူပေါက်တပ်တော်က2025ခုနှစ်ဧပြီလ28ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာစစ်ကောက်စီတပ်ကဒုတက်ရင်မှုတရားအပါအဝင်အယံခန့်ဗိုလ်တအူးကြဆုံးကအများပြားထိခိုက်သေးဆုံးဒဏ်ရာရရှိမှုတွေရှိခဲ့ပြီးလက်နက်ခဲယံအများကြီးသိမ်းဆည်းရမယ်ခဲ့တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။နောင်ရှုကိုစစ်ကောက်စီစီရေးတက်ခိုင်မှုဆက်တက်လုံနေတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။တောင်းတက် TNL ထင်းရှောက်ထားတဲ့ရှမ်းပြည်နယ်နောင်ရှုမြို့နယ်ကိုစစ်ကောက်စီကစီရေးအရာတက်ခိုင်မှုတွေဆက်တက်လုံလာနေပါတယ်။ မဲလတရဲကနှုတ်ရှုံမျိုးတွေကိုစစ်ကုံစီကလေကြောင်း drone တွေနဲ့ဘုံကျေတိုက်ခိုက်ခဲ့တဲ့အပြင်ဟွန်ဝဲစာအမြောက်တွေနဲ့ပစ်ခဲ့ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။မနေ့ကနှုတ်ရှုံမျိုးနယ်လွန်ခင်ကြေော်ကိုကျဲဖိုင်တာနဲ့ဘုနလုံးကြေရှာတိုက်ခိုက်ခဲ့ပြီးတောင်ခဲကြေော်မှာရှိတဲ့သုံးကားလေးစခန်းကတောင်တဲရှိရာနေရာကိုလည်း drone ဟွန်ဝဲစာတွေနဲ့ပစ်ခဲ့ခဲ့တယ်လို့သိရပါတယ်။ဘိဂရဲ AB 30ရဲကလည်းစစ်ကုံစီက မုတ်ကုတ်မြို့အနောက်ပိုင်းရှိတိတ်စင်ကုန်းကြီးရော်နဲ့ကြောက်ပုတ်ကြီးရော်ကြောက်ကိုပုံနေရငှက်စီဘုံနဲ့နှလုံးတိုင်တိုင်လာရောက်ဘုံကြီးခဲ့ပါတယ်စစ်ကုန်စီဟာအပေးကာလအတွင်းနော်ရှုံမြို့နယ်ကို လေကြောင်းလက်လက်ကြီးတွေနဲ့စစ်တပ်ပိတ်ခတ်တာတွေပြုလုပ်လျက်ရှိပါတယ်နောက်ဆုံးသတင်းဘုတ်အနေနဲ့စစ်တွေကရက်ကွက်အုပ်ချုပ်ရင်းမှုတယောက်လူကုန်ကူးမှုပုံမှန်နဲ့ထောက်ထဲ20ရှာမဲ့ခံရတဲ့သတင်းပဲဖြစ်ပါတယ် ်စစ်ကောက်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေမျိုးကရက်ွက်အုပ်ချုပ်ရေးမှုတယောက်ကိုလူကုန်ကူးမှုဥပဒေပုံမှန်နဲ့စစ်ကောက်စီကထောက်ရန်20ရှာမဲ့လိုက်ပါတယ်ထောက်ရန်ရှာမဲ့ခင်ရသူမှာစဲရင်စုရက်ွက်အုပ်ချုပ်ရေးမှုဥလင်းလင်းလေးစစ်တနေဖြစ်ပြီးအမျိုးသမီးတွေကိုတရုတ်မယားအဖြစ်ပို့ဆောင်ဖို့စီစဉ်တယ်လို့ဆိုပြီးလူကုန်ကူးမှုဥပဒေပုံမှာ38ကာဂျီနဲ့စစ်တွေခရိုင်တရားရုံးကပြီးခဲ့တဲ့ဧပြီလတတိယသတင်းပတ်မှာနှိရှိထောက်ရန်ရှာမဲ့ခဲ့တာပါဆန်စုရက်ွက်အုပ်ချုပ်ရေးမှုကိုပြီးခဲ့တဲ့မက်ရှလာက လူကုန်ကူးမှုနဲ့တိုက်ကြားမှုရှိတာကြောင့်စစ်ကောက်စီကနေအတွင်းလာရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုထောက်ရန်20ရှာမဲ့လိုက်တာပါစစ်တွေမှာစစ်ကောက်စီကဒေသခံတွေကိုနေမျိုးစုံနဲ့ဖမ်းဆီးထောက်ရှမှုတွေလုပ်တာကြောင့်ဒေသခံတွေကြားမှာစိုးရိမ်မှုမြင့်တက်နေကြပါတယ်ပြီးခဲ့တဲ့ဧပြီနောက်ဆုံးသတင်းပတ်ကလည်းစစ်တွေမျိုးမှပြိုးတိုးပုံတို့ကြီးကြောက်ကတင်္ဂါတပောင်းကိုစစ်ကောက်စီကဖမ်းဆီးခဲ့ပြီးဒီကနေ့အချိန်ထိပြန်လည်လွှမ်းမြောက်လာတာမရှိသေးပါဘူး လက်ရှိမှာစစ်တွေမြို့နယ်အတွင်းစစ်ကောင်စီနဲ့အေတို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီးစစ်တွေမြို့တစ်ခုလုံးကိုစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတာကြောင့်ဒေသခံအများအပြားမြို့တွင်းမှာပိတ်မိနေကြပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 6633ကို လုံချုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။